ာမျိုးလူပါသွားတယ်မိမဆုံးမဖမဆုံးမဇရိုက်ဆန်တဲ့ဟာမျိုးကျွန်မတို့တနိုင်ငံလုံးကလက်မခံဘူးအခုဒီမြောင်းမြအားထားက6ကဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမင်းကကျွန်မလည်းကြည်လိုက်တယ်ပေါ့နော်ကြည်လိုက်တဲ့ခါကျတော့စပိန်လေးနဲ့ကော်မလီကိုဒီခါနဲ့တယောက်ပြီးတယောက်ပါနေဗျောင်းကနေဗျောင်းကနေနဲ့ခြားကြတာ เนาะฉကြတာฉကြတာฉကြတာဆိုတော့ဘယ်လိုအကြောင်းအကြောင်းနဲ့ဘယ်လိုဒီတယောက်နဲ့တယောက်နဲ့ဟိုဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့เนาะဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတိလက်ရောက်လုပ်တယ်ဆိုတာတော့ကိုတိလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်เนาะကျွန်တော်တို့မကျေနပ်ကြလို့ခလေးခလေးချင်းမကျေနပ်ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလဲဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတိလက်ရောက်ဒီလုပ်เสียအကြောင်းမရှိဘူးအဲ့တော့ဟို လိုက်ဖက်ကြည့်လိုက်လေလာကြည့်ဟိုလူဒီလူတင်တဲ့ post တွေကိုကြည့်ကြည့်တဲ့ခါကျတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးမနစ်တုံးကစာတင်နှစ်တုံးကဖြစ်တဲ့ဖြစ်စဉ်လို့လည်းဒီလိုမျိုးလေးပြောတယ်အဲ့တော့မနစ်တုံးကဖြစ်တဲ့ဘယ်ဟာအမှန်လဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကလည်း line ပေါ်မှာတွေ့ရတဲ့သတင်းကိုပဲပြောရတာကိုဆိုတော့မနစ်တုံးကစာတင်နှစ်ကဖြစ်တဲ့ဖြစ်စဉ်တဲ့အဲ့ဒီမှာဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ကြောင်းတက်ပြီးကြောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်ဒဏ်ရာရတဲ့ trauma ဖြစ်တဲ့ကြောင်းမတက်နိုင်ခုနကအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ကြောင်းနဲ့တက်တဲ့ဆောင်းမွေးလည်းဖြေနေတဲ့ဆောင်းမွေးလည်းဖြေနိုင်နေပေါ့အဲ့တော့ကျွန်တော်ခုနပြောသလိုပေါ့အမှန်တရားအတွက်အဲတာဝန်ရှိတဲ့လူကြီးမင်းများကတေတ ေးချာချာမင်းမြန်စုံစမ်းစီစစ်ပြီးတော့မှအရေးယူပေးတယ်နော်ဆိုတော့ကာယကံရှင်မိမာတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံသင့်ဘူးဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်သင့်တယ်လို့ကျွန်မဒီလိုမျိုးလေးဟိုတိုက်တွန်းချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေဟိုအမှန်တရားကလေးအတွက်အမှန်တရားရသင့်တယ်တယောက်နဲ့တယောက်နဲ့ဟိုမတင်လို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူတုံကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ဒီလိုမျိုးကြီးကိုတိလန့်ရောက်နေစော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ကျွန်မကတော့ကျွန်မသာမိဘနေရာမှာဆိုလို့ရှိရင်တော့ဘယ်တ ောင်ရုပ်ထိတက်ရတက်ရကျွန်တော်ကတော့တက်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာတ်ညာဟာကျွန်တော်တို့ဟိုအလားတူ ဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဒဏ်ရာအပြည့်ပြောင်းနိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာတသက်လုံးစိတ်ဒဏ်ရာဖြစ်နေမှာเนาะကျမကသာဆိုရင်တော့ကျမသမီးကိုဒီလိုလာလုပ်တယ်ဆိုကျမသမီးကဒီလိုပြန်လှုပ်ရမှာကျမကျေနပ်မယ်เนาะရှင်းရှင်းပဲဟိုအစင်တန်းရှိဦးလေစင်တန်းရှိတယ်ဒီလာမပြောနဲ့เนาะလာမပြောနဲ့ကိုကိုစော်ကားရင် ကိုကိုလှုပ်တဲ့ပုံစံမျိုးကိုပြန်လှုပ်ရမှာပဲအဲကိုသားသမီးပြန်လှုပ်လိုက်ရမှာပဲကိုသားသမီးရဲ့စိတ်ဒဏ်ရာလည်းပြည့်ပြောင်းနိုင်မယ်အဲ့တော့ကိုကိုလူရှိမှလှုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လှုပ်ချင်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကြရမှာတိုးတိုးတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကရကန်ရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျမတို့ပြောချင်တယ်အမှန်တရားတိုင်းပဲဖြစ်ပါစေပေါ့နော်ရှင်တော့အခုဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဟိုဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရက်တွေအများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလည်းဒီလိုပဲတော်တော်လေးကြရထားတယ်အာဆရာဆရာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရက်တွေပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့ကျောင်းသားတွေလူငယ်တွေအနေနဲ့ကလည်းဂါရောစာနိဝါဒေါစာလေးတွေကလည်းအားလေးနည်းနည်းနည်းလာတယ်နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုလက ဦးဆီယာမီတိုင်းဆိုတာပုတ်ပါစရိယာမီနဲ့ဖပဲပေါ့နော်ကျွန်တော်တို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရလက်ထဲမှာနေကိုအကုန်တယ်လီဖုန်းကိုယ်စီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့ကြောင့်ကပိုင်းနဲ့ရမ်းထိတွေ့ကြပါတယ်နော်ဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်လေးကုန်ပြီးတော့မှကျန်တဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးနော်အဲ့တော့မိဘတွေအနေနဲ့ကလည်းလူရည်တီကျောင်းပည့်ရလိုဟာမျိုးလေးတွေမှာဒမတ်စကူးဆိုတာမျိုးလေးတွေကိုပို့တင်နေနော်အာမဟုတ်လို့ရှိလို့ရှိရင်လည်းယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုတင် जा ပေးတင်နေမပို့နိုင်ဘူးဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေမနေနဲ့ဒါတွေကိုတင် जा ပေးဖို့လိုအပ်တယ်နော်ဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသိလေးစားရ ယ်ဆိုရင်ဟာဒီဟီဒီအော်တပါနေနော်နောက်တစ်ခါ38ဖြာမင်္ဂလာနေနော်ကျွန်တော်တို့လူကြီးသူမနဲ့ဆိုလို့ရှိရင်ခြေလမ်းကိုရှက်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 မလျှောက်ရတာတို့ထမင်းကိုပလက်ပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြုံရတာတို့ဒါမျိုးတွေကျွန်တော်တို့ငငယ်ရဆိုနော်စီးစနစ်တကြနေကျွန်တော်တို့တွေကကြီးပြင်းနေရတယ်ဒီဘက်ခေတ်ကတော့အာမိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စားဝတ်နေရေးကိုရုန်းကန်ရတာတွေကတပိုင်းပေါ့နော်ဆိုတဲ့ခါကျတော့အာတိတ်ပြီးတော့မှသားသမီးတွေနဲ့ဟိုအပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဖာတာလေးတွေဖြစ်တယ်ကျွန်မလေးအခုဆိုလေးကြည်ရတယ်အများသောအားဖြင့်မိဘနဲ့သားသမီးရဲ့မေတ္တာချီးနှောင်မှုအားလေး းတွေလည်းနေတယ်နော်စိန်ပတ်လည်း28သိန်းလေးရဒီကွင်းလေးဒီမှာဒါလေးဒါလေးဒါလေး28သိန်းလေးရဒီဥစားလေး28သိန်းလေးရဒီဥစားလေးဒီမှာဒါလေးနော်28သိန်းလေးရဒါလေးပါဒီမှာဒါလေးနော်အဲကောင်းမြတ်ခင်ကျေးဇူးပါဒီမှာဒါလေးနော်28သိန်းလေးရ28သိန်းလေးရဒါလေးနော်28သိန်းလေးရအဲ့ဒါလေးပါ28သိန်းလေးရအဲ့ဒါလေးပါ28သိန်းလေးရဒါလေးလက်တိုင်းဆောင်ကလက်တိုင်းဆောင်ကတော်မယူနော်28သိန်းလေးရဒါ you know, ျမတို့လေဟိုဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပို့ရုံမှုအားလေးပြီးပုံများတယ်လို့ကျမကဒီလိုလေးဖြစ်တယ်ကျမတို့ကျန်တဲ့အစ္စလမ်တို့ခရစ်ယာန်တို့ဆိုလဲခရစ်ယာန်ဆိုရင်တော့ဒါ Sunday school တွေเนาะသူတို့ကလေတနင်္ဂနွေနေ့တိုင်းချက်ချောင်းတက်တာမျိုးလေးတွေကျမတို့တွေဥပုံနေ့တိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလေအာအစ္စလမ်ဆိုလဲဒီလိုပဲသူတို့အွယ်လေးတွေရပြီဆိုတာနဲ့ဒီခါလေးဘာသာရေးကျောင်းတွေသူတို့ပို့ပြီးတော့မှသင်ကြားစီတယ်ကျမတို့ဇေကကြတော့ဗုဒ္ဓဘာသာတွေကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဘုန်းကြီးကျောင်းခေါ်သွားရင်ကလေးတွေပြင်းမယ်ဘုန်းကြီးကျောင်းခေါ်သွားရင်မျက်စိနှောက်မယ်လူကြီးတွေအတန်နေစုတယ်အနောက်ရှက်ဖြစ်မယ်ဆိုပြီးတော့မှထားခဲ့တ ကလေးတွေကိုခေါ်မသွားကြဘူးเนาะအဲ့တော့ဘာဖြစ်လဲဆိုတော့ကလေးတွေကလေဒီဘာသာရေးနယ်ပယ်တွေနဲ့ဝေးလာတယ်အဲ့တော့အိမ်မှာအားရင်မလုပ်လဲဆိုဂိမ်းချတယ်တယ်လီဖုန်းလေးတွေတခိုင်ခိုင်နဲ့လုပ်တယ်ဆိုတော့အဲ့တော့လေမိဘကတကယ်တကယ်အရေးရဲ့အကြောင်းရဲ့လို့စုဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะဆိုတော့သူတို့တွေဘာလုပ်လဲဆိုချတယ်ဟာတနက်ပြတဲ့ဂိမ်းတွေတတတတတတတစ်ချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့เนาะဟာတခါတည်းကိုလေဟာရန်လိုတဲ့စိတ်တွေဖြစ်တာပေါ့เนาะရန်လိုတဲ့စိတ်တွေဘာဖြစ်လဲဆိုတော့ဂိမ်းတွေထဲမှာတတ်အမအိုးဒီလိုဖြစ်တဲ့ခါကျတော့ရန်လိုတဲ့စိတ်တွေအဲ့တော့နောက်တစ်ခါလေဟိုစုဆုံးမှမလွယ်တော့ဘူးပေါ့เนาะသူတို့လေသူတို့ကနေသူတို့ဖာတိပါတာ နေတော့တန်ရုံးစင်လည်းမချီနောင်တော့ဘူးကျွန်တော်တို့တွေငငယ်တော့ဆိုဒီလိုမဟုတ်ဘူးလေနော်ခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမီတာလဲမီတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုလေးတွေတော့မိဘတွေကတည်တည်ချာချာလေးပြန်ယူဖို့လိုအပ်တယ်နော်ဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲဒီမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့စုဆုံးများရပြီးခက်ခဲလာတယ်နောက်တစ်ခါစိတ်တွေကလေရုပ်ရင်းကြမ်းတမ်းလာတယ်နော်အဲ့တော့ခုနလိုပေါ့နောက်တစ်ခါကျွန်တော်တို့ကဘာကြီးနဲ့အရန်ထိတွေ့တဲ့ခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေပေါ့အာရုပ်ရှင်တွေရဲ့မှာဆိုဒါဟိုတလောက် on saw ကားဆိုရင်ကျောင်းမှာလုံးဝအနိုင်ကျင့်တာနော်လုံးဝအနိုင်ကျင့်တာအာအနိုင်ကျင့်တာမှာရရဆက်ဆက်ကိုအနိုင်ကျင့်တာအာတခါတည်းကိုအင်ကြီးတွေကိုချ ုပ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေเนาะဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါကလေးတွေဆိုတာကဆေကျော်သက်ဆိုတာကအရင်အတုမြင်အသက်တင်နေအတုခိုးလွေတယ်ပေါ့เนาะဟာဒီခါတိုင်းအချစ်ကားတွေကြည့်ပြီးတော့လည်းအချစ်ကားတွေဟာမင်းသားမင်းသမီးဖနှက်ကြိုးစီးဆိုဟာတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလည်းဟာအိမ်တော်ကြီးဖောက်ပြန်တယ်ဆိုတာဘာမှမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေကိုအိမ်တော်ကြီးဖောက်ပြန်ရင်ပဲခင်မိသလိုလိုเนาะအိမ်တော်ကြီးဖောက်ပြန်တာကိုပဲအာဘာမှမဟုတ်သလိုလိုเนาะအမလေးအိမ်တော်ရှိနေဒီခါတိုင်းယောက်ျားမိန်းမယီစားထားတယ်ဆိုတာကစကလုံးကိုတော့မှသုံးထုံးလိုက်ကြသေးတယ်เนาะဆို ဲ့ကကြတော့အတူယူမယူသင့်တဲ့ဟာတွေကိုအတူယူလွဲမှားကြတာပေါ့နော်ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဆဲကျော်တက်လေးတွေရဲ့အဓိကကတော့မိဘပေါ့နော်မိဘမိဘမိဘမှာမှအမေတွေပေါ့အမေတွေပါနေဖို့လိုတယ်အမေတွေအပြုံးဆိုမနေဖို့လိုတယ်နော် အမေဒီပြောဆိုဆုံးမနိုင်တော့မှဒါတန်ခါကြမယ်ကိုကခင်မိရလဲခင်မိတာဘိုးဆန်တာလဲဘိုးဆန်တာခုနလိုပေါ့ခလေးတွေဘမစကားမတက်ဘူးနော်ဘမစာမရေးတက်ဘူးဆိုအယံကုန်ယူကြတယ်နော်ဆိုတော့မြန်မာလူမျိုးကမြန်မာစကားမတက်တာကုန်ယူစရာကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတဲ့ခါကျတော့အဲဖျားစာနေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာနော်ဆိုတော့ဘာဆိုဘာမှမဆိုင်ကျွန်တော်တို့သားသမီးတွေဆိုရင်ဘိုးကျောင်းတက်ခဲ့တာပဲနော်ဘိုးကျောင်းတက်ခဲ့ပြီးတော့မှနိုင်ငံသားကြီးတာပဲအမလီမြန်မာစကားကိုမှုတ်ထွက်နေအောင်ပြောနိုင်တယ် အုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့မိန်ကလေးငယ်ကိုခရိုင်ပညာရေးမှုယုံကမိဘမပါပဲတကားပိတ်စစ်စေးမြောင်းမြအထက6မှာအုပ်စုဖွဲ့အနိုင်ကျင့်ပါရိုက်ခံခဲ့ရတဲ့မိန်ကလေးငယ်ကိုခရိုင်ပညာရေးမှုယုံကမိဘမပါပဲအခန်းတကားပိတ်ပြီးတနာယီကြောကြာစစ်စေးမိ мян ခဲ့တယ်လို့သိရပါတယ်လူပုံအလေရိုက်နှက်ခံခဲ့ရတဲ့စိတ်တန်ရာကြောင့်ညဘက်အိတ်မပြောပဲစေကူတမှုခံယူနေရတဲ့ကလေးငယ်ကိုယခုကဲ့သို့စစ်စေးမှုကစိတ်တန်ရာကိုပိုပြီးစိုးစေတယ်လို့လိုက်လံကူညီနေတဲ့ သတင်းထောက်ဟောင်းတအူးကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်စစ်ကောင်စီရဲ့အေယာဝတီတိုင်းလူမှုရေးဝန်ကြီးမှကျူးလွန်ခံရသူမိန်းကလေးကိုစစ်ဆေးမေးမြန်းရန်လာရောက်ချိန်မှသာမိဘလက်ထဲပြန်ထည့်ခဲ့တယ်လို့သိရပါတယ်ရိုက်နှက်ခံရတဲ့မိန်းကလေးငယ်ဟာကြောင်မတက်ရဲပဲရှိနေခဲ့ပြီးရိုက်နှက်ခဲ့သူများကကြောင်တက်ရောက်နေစေဖြစ်ပါတယ်ရိုက်နှက်ခဲ့သူများကိုကြောင်ပြောင်းပေးဖို့နဲ့ရုတ်တန်ရိုက်ကူးသူအပါဝင်ကျူးလွန်ခဲ့သူတွေကလူသိရှင်ကြားပြန်လည်တောင်းပန်ဖို့အချက်နှစ်ချက်ပဲတောင်းဆိုထားပေမယ့် မြောင်မြမျိုးနဲ့ပညာရေးမှုနဲ့ကျောင်းဦးကြီးကသဘောမတူခဲ့ဘူးလို့သိရပါတယ်။မြောင်မြပညာရေးမှုနဲ့အထက6ကျောင်းအုပ်ဆရာမကြီးဆရာမများမှကျူးလွန်စော်ကားခဲ့သောကျောင်းသူနှုတ်ဦးကိုသာခေါ်ဆောင်လာခဲ့ပြီးအနိုင်ကျင့်ခံရသူကျောင်းသူအိမ်တို့တွားရောက်တောင်းပန်ခံရတွင်ရုပ်တံမတန်းတင်မီကိုလက်မခံနိုင်ဟုဆိုကာပြန်ထွက်သွားခဲ့ကြတယ်လို့သိရပါတယ်။မလေးမြေတာတော့အလွတ်ရရဲတန်ပုတ်တီအလွတ်ရရဲ၅ပါးတီလိုက်ရရဲဖရားရဲ့ဆွေတော်ရှစ်တောင်းမျိုးတော်ပါအကုန်တည်တယ်လူနေပဲဆိုင်တယ် နော်ကျင်လည်ရအတိုင်းအဝိုင်းနဲ့ပဲဆိုင်တယ်နော်မိဘရဲ့တင် जा ပြတာမှုနဲ့ကိုင်ကန်ရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲသက်ဆိုင်တယ်ဘာမှဘူချောင်းထားလို့မြန်မာစကားမတတ်တာတို့ဘူချောင်းထားလို့မြန်မာလိုမပြောတတ်တာတို့မြန်မာစာမရေးတတ်တာတို့ဖျားစာတွေမစိုးတတ်ဘူးလို့မြန်မာစာရင်းရရင်တိတ်ဆိတ်ညစ်တာလို့ဆိုတော့အဲ့ဒါအပေါ်တွေစောက်ပေါ်တွေလောက်တာနော်အဲ့တော့ကျမတို့သားသမီးတွေလည်းဘူချောင်းထားခဲ့ပြီးတော့မှနိုင်ငံခြားမှာကိုကြီးတာ နော်ဆိုတဲ့ခါကျတော့အဲ့တော့လေဟိုတိတ်ပြီးတော့လေအပိုတွေမလုပ်ကြပါနဲ့နော်အပိုတွေမလို့ဘိုးចောင်းထားတာလေဘိုးចောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာចောင်းမှာပဲဘိုးလိုများသောအဖြစ်ပြောကြတာပါနော်ဆိုတော့အိမ်မှာမိဘနဲ့လေကျမတို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေးတေးချာချာသင်မတေးတေးချာချာအာကျမတို့အသိပညာဘ ഹു တ္တအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့တဲ့အစင့်မြင့်ပညာတွေကိုသင်စေတဲ့အသိပညာအားဖြင့်လေဘာသာရေးအသိရိုးရာရင်ကျင်းမှုမိမိရဲ့ ဲ့ delete ထုံနှန်းစင်လာတွေကိုသင်ပေးပါเนาะဒါမြန်မာဟာမြန်မာပဲเนาะမြန်မာဟာမြန်မာပဲအေးအချင်းနေအကြောင်းအကြောင်းကြောင်းမလို့ American citizen ဖြစ်သွားရင်လဲကျွန်တော်တို့လေသိလားအဲ့ဒီ passport ထဲမှာလေ bombies ပဲเนาะမြန်မာပဲเนาะသိလားမြန်မာပဲ American မဖြစ်သွားဘူး American နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာเนาะ ိလားအယိုးပေါ်အယွံမဖုံးနဲ့ဟာသွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားဒီနိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာဘွန်မစ်မြန်မာပဲနော် သိလားအဲ့ဒါလေးကိုသိသိပြီးတော့မှလေအယန်းနေလဲဘုံမဆန်ညာနဲ့အယန်းနေလဲအောက်ချေမလွတ်ကြနဲ့မြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျွန်တော်တို့လေဒီဖျားရဲ့တရားတော်လေးငါးပါးတီလာတွေ38ဖျားမင်္ဂလာတွေလူကြီးသူမကိုရိုသေဖို့တွေကျွန်တော်မြမရိုးရရင်ချင်းမှုတခါတည်းကို အစင်လာတွေနော်ဟာတခါတည်းဟောတိတင်တိတိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင်ကြားပေးဖို့လိုအပ်တယ်ဘိုးကြောင့်မကလို့ဘိုးကြောင့်ရဲ့အဖေမှကြောက်မှာပဲထားထားနော်ဆိုတော့ဒါလေးတွေတော့မိဘတွေမှာတာဝန်ရှိတယ်နော်မိဘတွေလို့ အဲ့လိုသားသမီးတွေရိုင်းနေလို့ပဲပြောပြရစီเนาะဆိုတော့တော်တော်လေးကိုမြင်ရတွေ့ရတာတွေအဆင်မပြေဘူးเนาะအဲ့တော့နစ်နာတဲ့ခလေးဘက်ကပဲကျွန်မကတော့ရက်တီမယ်เนาะဆိုတော့ကျွန်မသမီးလေးသာဆိုရင်တော့ကျွန်မကအဲ့လိုမျိုးလုပ်မှာပဲเนาะအခုဒါဒီဖြစ်စင်ရလဲအခုမှဖြစ်တာမဟုတ်ဘူးမနစ်ကစတဲ့နစ်ကဖြစ်တယ်လို့ဒီလိုလေးနဲ့တွေ့တယ်ဘယ်ဟာအမှန်လဲတော့မသိဘူးဘယ်ဟာအမှန်လဲတော့မသိဘူးเนาะ ကဲ comment လေးတွေရေးပါအောင် comment လေးတွေရေးပါအောင် comment လေးတွေရေးပါအောင်ဟုတ်လားပေးတဲ့ကြည့်ရောဘယ်လိုမြင်လဲရေးအောင် comment နေတန်တန်လေးကောင်းကောင်းလေးတွေကြည့်ပါမလုံးနိုင်အောင်အပြင်းပြင်းအောင်လို့ပြောတာလေအပြင်းပြင်းအောင်လို့မလို့ဟာဖြစ်အောင်လို့မလို့စကားပြောတာစကားပြန်ပြောလေဟုတ်လားနော်ကျွန်မကတော့ဒီလိုပဲဟိုဟာဖြစ်တယ်နော်တချို့တွေကလေတိတ်အောင်ချေလို့ကျွန်တော်တွေ့နေရမြင်နေရသိလားအာမြန်မာပြည်မှာထားဖို့ချောင်းထားလို့သိလားအာ အပူကြောင်ပါအထိုင်မှာကတော့ခိုင်းသေးရနော်ပူကြောင်ထားလို့မြန်မာစကားပြောတတ်ဖို့စောက်ပူလေးနော်စောက်ပူလေးစောက်ပူလေးကျွန်တော်တို့အိမ်မှာကျွန်တော်တို့အခုကျွန်မတူလဲပူကြောင်မဲလေးထားတာပဲအင်းလေးစာအောင်တခါတည်းကိုနေတစ်လို့ပြောနိုင်တယ်ဒုတ်တက်ရွှေ့ချက်နဲ့ပြောနိုင်တယ်လေအိမ်မှာအဖိုးဘွားဒီမှာအတော်တွေအကိုတွေမောင်နှမတွေဒီမှာအမတွေနဲ့ပြောမြန်မာလိုပဲပြောတာပဲလေအမြန်မာစကားဘယ်လိုလုံးမတက်စရာအကြောင်းရှိလားမြန်မာလိုပဲပြောရပါပဲလေဟုတ်လား မြန်မာလိုမတက်ဘူးဆိုတာဘာတွေကိုဘာတွေကိုကြီးကျယ်ခံနာပြီးမြန်မာလိုမတက်တာတွေကိုဂုံနေစာအနေနဲ့မပြောတတ်ဘူးနော်ကျမသားဆိုမြန်မာစာကောင်းကောင်းကြီးဖတ်တတ်တယ်ကောင်းကောင်းကြီးဟိုရေးတတ်တယ်လက်ရေးတော့မလှဘူးပေါ့နော်မြန်မာလိုလက်ရေးတော့မလှဘူးဒါပေမဲ့ရေးတတ်တယ်ဖတ်တတ်တယ်မြန်မာစာတွေကိုကောင်းကောင်းကြီးမြန်မာစာတွေဖတ်တတ်တယ်သိလားမြန်မာစာတွေဖတ်တတ်တယ်တစ်ခါလေကြာရင် तू ဒီမှာ type နေပါရင်တော့မြန်မာလိုတွေပါရင်တစ်ခါလေ तू live ထဲဝင်ဝင်လာပြီးလို့ကြုံနေဆိုသူမြန်မာလိုတွေပါရင်တော့ရိုက်ရိုက် ပြုတ်သွားသေးတယ်เนาะဒီနေ့တော့ကြာတာပေါ့လေเนาะဆိုတော့ရိုက်ပြုတ်သွားသေးတယ်ပြောတတ်တယ်လीမြန်မာလိုအမေနဲ့ပြောလဲမြန်မာလိုပဲပြောတာပဲလीသူနဲ့ကျမနဲ့စာပြောလို့ရှိလို့ရှိရင် तू စာရရင်တော့ तू အင်္ဂလိပ်လိုရိုက်တာပေါ့เนาะ तू မြန်မာလိုဆိုကြာလို့မလို့ဟိုအင်္ဂလိပ်လိုရိုက်တယ်ကျမမြန်မာလိုပြန်ပြောရင် तू မြန်မာလိုအကုန်လုံးဖတ်လို့တတ်တယ်လीကျမတို့မြန်မာလိုပဲပြန်ရေးတာပဲတို့ကတော့အင်္ဂလိပ်လိုရေးတယ်ကျမတို့ကမြန်မာလိုပြန်ရေးတယ်လीနော် ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မလို့အဲ့တော့နင့်နာတဲ့မိဘအနေနဲ့လေကိုကလေးရဲ့စိတ်ဓာတ်ရာကိုလေကိုကလေးကိုသူတို့လုံတလို့ပြန်သာလုံခိုင်းအဲ့တော့မှဂျင်းနဲ့နိုင်မယ်လို့သာပြောမဟုတ်လို့ကတော့အဲ့ကလေးတွေမှတ်လောက်သားလောက်ရှိရအောင်ကိုလေတရားဥပဒေရအေးယူကိုထိလက်ရောက်စော်ကားလို့မရဘူးဥပဒေရှိပြီးသားကိုတိလက်ရောက်လုံးလို့မရဘူးเนาะဒီလိုမျိုးကိုတိလက်ရောက်စော်ကားလို့မရဘူးဆုံးမပိုင်ခွင့်လုတ်ပိုင်ခွင့်အနိုင်ကျင့်ပိုင်ခွင့်မရှိဘူးကိုတိလက်ရောက်ဥပဒေရှိတယ်အဲ့တော့လေနင့်နာသူခလေးမိပါလေလေမကြောက်နဲ့เนาะမကြောက်နဲ့ တကယ်လို့ဒါမှန်နေဒါမြင်မြင်နဲ့အမြင်ရကိုဘလို့ပဲရန်ညိုးရန်စားရှိကိုတိလက်ရောက်စော်ကားပိုင်ကိုမရှိဘူးအဲ့တော့ကိုတိလက်ရောက်စော်ကားတာမကြောက်နဲ့တနိုင်ငံလုံးရှိတယ်နော်ဟုတ်တယ်လားအေးယူပြည့်အေးယူပြေးအေးယူပြေးဘာမှစာနာနေစရာမလိုဘူးဘာမှညာတာနေစရာမလိုဘူးဒီလိုမျိုးစိုးသွမ်းတဲ့ကလေးကခွင့်လွှတ်လိုက်ရင်နောက်ထပ်စိုးသွမ်းလို့ရတယ်ထင်ပြီးထပ်စိုးသွမ်းမှာအဲ့လိုမျိုးကလေးမျိုးကိုဆုံးမပြေးရမှာ သိလားသားသမီးချင်းကိုချင်းမစားလို့ပြောတာမဟုတ်ဘူးစိုးသွမ်းတဲ့ကလေးတွေကဒီတယောက်ကိုစိုးသွမ်းအနိုင်ကျင့်နေရသွားတယ်ဆိုသူတို့ရဲ့ဗီဇာအရာနောက်တယောက်ကိုလည်းသူတို့ဒီလိုလုပ်မှာနော်ဒီလိုလုံးမှာဒီလိုလုံးမှာအဲ့တော့ကျမတို့ကလေကျမတို့ကလုံးဝလက်မခံဘူးရှင်းရှင်းပဲအဲ့တော့ဒီစိုးသွမ်းတဲ့ကလေးတွေရဲ့မိဘနဲ့အတိုင်းဝိုင်းနေရမုန်းလဲကျမကဂယုမဆိုင်ဘူးနစ်နာတဲ့ဗီတန်ကလေးဘက်ကကျမပါမယ်နော်နစ်နာတဲ့ဗီတန်ကလေးဘက်ကပါမယ်အဲ့ဒီမိဘလည်းမကြောက်နဲ့ကိုသမီးရဲ့စိတ်ဒဏ်ရာကိုသမီးတသက်လုံးအတွက် trauma မရစေနဲ့သိလား ကိုရီးလိုက်ရောက်ပြန်မလုံရဘူးတွတ်တွတ်တိတ်တိတ်ကြိတ်ပြီးတောင်းမနာအောင်လက်မခံနဲ့ကိုကအစော်ကားခံရလူသိရှင်ကြောင့်သူတို့ Facebook ပေါ်တောင်ရိုက်တင်သေးတာလေဟုတ်တယ်လားအဲ့တော့လူသိရှင်ကြားစော်ကားခံရတဲ့လူသိရှင်ကြားကိုပြန်လုံရမှဂျေနပ်အဲ့လိုမှမလုံရလို့ရှိရင်တရားဥပဒေအရမှတ်လောက်သားလောက်အောင်အရေးယူပေးခိုင်းသိလားတရားဥပဒေအရအရေးယူပေးခိုင်းမဟုတ်ဘူးဆိုရင်လုံးဝမဂျေနပ်နဲ့လုံးဝမဂျေနပ်နဲ့ကျမဆိုမဂျေနပ်ဘူးကျမသမီးသားဆိုကျမမဂျေနပ်ဘူး ဘယ်လိုပဲတယောက်နဲ့တယောက်နဲ့အပြန်ပြန်အလှန်လှန်ဘာအကြောင်းရပဲရှိရှိအုပ်စုဖွဲ့ပြီးလူတော်ထဲမှာအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးဟုတ်တယ်လားနော်အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးနော်ဟုတ်တယ်လားအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးအဲ့တော့တို့ကဗီဒီယိုရိုက်ပြီးတော့တောင်မှသိစေချင်လို့တတိုင်းပြည်လုံးကြည့်ရအောင်လို့တင်ပေးသေးတယ်တို့ကအဲ့လိုပြန်လုပ်ပြီးတော့မှကိုတတိုင်းပြည်လုံးပြန်တင်မဟုတ်ဘူးလားမဟုတ်ရင်အထက်ကြီးလေးရဲ့တရားဥပဒေရဲ့အဆုံးအမကိုခံယူခိုင်းကျမသာဆိုအတိုင်းလုံးမှာကျမသမီးသာဆိုရင်နော် အခုကကျွန်တော်တို့တိုင်းပြည်မှာဘာဖြစ်နေလဲဆိုတော့နစ်နာသူတွေကအမားကြီးဖြစ်ပြီးတော့မှကျူးလွန်သူတွေဟာစင်မောကဖြစ်နေတယ်နော်ကျူးလွန်သူတွေကစင်မောကဖြစ်နေကျွန်မကျွန်မတမီးသာဆိုရင်ကျွန်မအဲ့လိုလုံးဝမကျေနပ်မှာကျွန်မလက်သက်မခံဘူးဘေတောင်ရုတ်တက်ရတက်ရဟုတ်တယ်လားဘေတောင်ရုတ်တက်ရတက်ရ နော်အဲ့တော့သူတို့တောင်မှသူများကိုရိုက်တဲ့ဟာတမင်တကာ Facebook ပေါ်သူတို့တင်တာလीသူတို့ကိုယ်တိုင်တင်သေးတာပဲအဲ့တော့သူတို့ကိုအဲ့လိုပြန်လုံရမကိုကျင်းနေမယ်မင်းမေးပြီးချမှာကျွန်မချခိုင်းမှာသိလားနော်အဲ့တော့ကြော့ခိုင်းတယ်မလားကြော့ ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲရန်ညိုးရန်စားရှိရှိဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုအကြောင်းတရားပဲဖြစ်ဖြစ်ဒီလိုမျိုးလာပြီးတော့မှကတော့ခိုင်းရအောင်နေအဲဒီလိုမျိုးပါရီနာတွေရိုက်ရအောင်နေမှလိုအပ်တာမှမဟုတ်တာသူတမင်းစားနေတာမှမဟုတ်တာသူတို့မွေးထားကျမတို့ကိုမွေးထားတဲ့သားသမီးတို့တောင်ကျမတို့တစ်ခါဘူးမှပါရိုက်ပြီးတော့မှကျမတို့ထိုင်မကတော့ခိုင်းဘူးကျမတို့သားသမီးဘလောက်အဖြစ်ကျူးလွန်ကျူးလွန်အောင်မှကျမတို့မိမာတော်မှာပဲကိုသမီးကိုပါရိုက်ပြီးတော့မှကျမတို့ထိုင်မကတော့ခိုင်းဘူးကိုသားပါရိုက်ပြီးတော့မှထိုင်မကတော့ခိုင်းဘူးကျမတို့မိမာတော်မှာ ီလိုမျိုးလာပြီးတော့မှရွယ်တူချင်းကဒီလိုလောက်တာကိုလူရှိသူရှိမှလုပ်ပြီးတော့တနိုင်ငံလုံးသိအောင်လို့ဗီဒီယိုကလစ်တင်နေဟာကိုဘာလို့ဖို့ဒီမိမခွင့်လွှတ်ရမှာလဲလုံးဝခွင့်မလွတ်နဲ့နော်လုံးဝခွင့်မလွတ်နဲ့ဗီတန်ရဲ့ခလေးအမေလုံးဝခွင့်မလွတ်နဲ့နော်အဲ့ဒါကြိုးပြောထားတယ်နော်ကျော်လေသားသမီးမွေးထားတာကိုချင်းစာနိုင်တယ် ခလေးရသွားမယ်စိတ်ဒဏ်ရလေနော်ဘလုံးမကိုဘလုံးမကို တွေးလို့ကိုမရဘူးဟုတ်တယ်လားစိတ်ဒဏ်ရနော်ဟုတ်တယ်လားစိတ်ဒဏ်ရလေဘလုံးမတွေးလို့မရအဲ့တော့လေလာမလုံးနဲ့မရဘူးလုံးဝလုံးဝခွင့်မလွတ်နဲ့လုံးဝမကြောက်လည်းမကြောက်နဲ့နော်ခွင့်မလွတ်နဲ့ခွင့်မလွတ်နဲ့ဘာဖြစ်လို့လဲဆိုတော့အေးမပါတာဘနဲ့ကျူးလွန်တဲ့သူတွေကအင်းအေးဆေးဆေးကြောင်းတက်ပြီးတော့မှစာမွေးဖြေရတဲ့ဟိုခံရတဲ့ကလေးကလူတော်မတွေးရတော့လို့ကြောင်းလည်းမတက်ရေးဘူးတဲ့ကဲနော် ကြောင်းလည်းမတက်ရဲဘူးတဲ့ကြောင်းလည်းမသွားရဲဘူးတဲ့ဂျမ်ဂျမ်ဖြစ်ပုံဖြစ်ပုံကျူးလွန်တဲ့သူတွေကအေးအေးဆေးဆေးတာတာရဲရဖြစ်ပြီးတော့မှတခါတည်းကိုနစ်နာတဲ့သူကလူတော့မတိုးဝင်ဘူးဆိုတာဖြစ်တဲ့လားအမလေးเนาะလုံးဝလုံးဝဒါလီအမေမိဘမှာတာဝန်ရှိရဲ့เนาะဒီဟာမိဘမှာတာဝန်ရှိရဲ့လွယ်လွယ်ကူကူနဲ့အာချီအေးလိုက်မယ်ပြေးလိုက်မယ်ဆိုတော့အဲ့လောက်အတုံးမကြတဲ့မိဘလိုပဲကျွန်မပြောရမှာပဲเนาะလုံးဝလက်တချောင်းဆိုလက်တချောင်းပဲမျက်စိတစ်လုံးဆိုမျက်စိတစ်လုံးပဲဒါပဲเนาะ ခွင့်မလွန်နဲ့မြောက်ပေးတာမဟုတ်ဘူးနော်မြောက်ပေးတာမဟုတ်ဘူးလှုပ်လို့ရမှန်းသိရင်လှုပ်လိုက်မယ်မယိုင်းလို့ရမှန်းသိရင်မယိုင်းမှာလူပန်းဝတာအဲ့ဒါမယိုင်းတာလို့ခေါ်တယ်မိမဆုံးမဖမဆုံးမလှုပ်တာအဲ့ဒါဟုတ်တယ်စားပြီပေါ့ရုပ်ရှင်တွေဟာရုပ်ရှင်တွေကလို့စတိုင်နေပေါ့ရုပ်ရှင်တွေကလို့စတိုင်နေ နော်ဇရိုက်ကလေးတွေသိလားနော်ဇရိုက်တွေမကျင်းနဲ့လည်းမတိုက်နိုင်ဘူးဒီကျူးလွန်တဲ့ကလေးတွေရဲ့မိဘအတိုင်းဝိုင်းကကျမကိုမကျင်းနဲ့လည်းမတတ်နိုင်ဘူးမိမဆုံးမဖမဆုံးမအကျင့်စရိုက်လောက်တာတာမရဘူးကျမသမီးကျမသားသမီးကျမတူမလာလို့ကြည့်ပါလားပေတော်မောင်းမယ်ဒီမှာလေးတစ်ခါကျမတူမဖနှက်မှာတော့ဖနှက်ကိုလေအစွန်းရိုင်းနဲ့လာတာဘလို့တွေတောင်တောင်းရန်လွတ်ပြလေဒီမှာစွန်းရိုင်းနဲ့လာအဲ့ဒါကသူကကြောက်ပြီးယူတယ်သိလားအစွန်းရိုင်းနဲ့ပတ်စံသေးတယ်အဲ့တော့က3000ကျော်လားဘလောက်လားမသိဘူး ဖုံးဆက်တာကိုအမရန်နေကိုတွေ့ပြီးတော့မှဘလို့ပဲချမ်းတာအဲ့မှာ delivery ကောင်လေးကလည်းအမခြံဝနားလေးမှာထိုင်ပြီးတော့လေဟဲ့ဒီမှာနေတော့ဟာကြီးကဒီလိုဒီလိုပါတယ်လေဆိုအမလေးဘာလဲအဲ့ရကောင်မဘာပြတာအမလေးတဲ့ဒီဒီလိုဖက်နှက်မျိုးတဲ့သုံးပေါင်းခွဲမျိုးတဲ့မစည်းဘူးလားတဲ့နော်အဲ့လိုပြောတာနော်ပေးစမ်းဆိုဖုံးယူပြီးတော့လေကျမတူမပြော तू ကလေကြောက်တယ်သိလား तू က तू ကလေသူ့စီကိုတံတောင်းစားလာပြီးတော့လေပတ်စံတောင်းလို့ရှင်တော့ तू ကဒီလိုမျိုးကတော့ပါသေးရဲ့ဒီလိုပြောတာကျမပြောရဲ့အဲတံတောင်းစားနေဘာကတော့ဇာအကြောင်းရှိလဲ နော်လက်အုပ်ချီပါလို့ပြောမယ်လက်အုပ်ချီမပြောရအောင်လို့ကျွန်မပြောထားတာသိလားအဲ့လိုကတော့ဗာဒီရဲ့သူကဒီလိုမျိုးဒီတိုင်းမပြောနိုင်ဘူးသူကဒီလိုမျိုးလက်အုပ်ချီပြီးတော့ဟေးဗာကတော့ဆရာကြာအဲ့ဒါသူ့ကိုပြောတာသီလားသူ့ပြောဗာဖြစ်တယ်သုံးငန်းခွဲဖက်နဲ့တည်းမစည်းဘူးလို့လားဟာလားဗာဟဲ့ကောမနာဆန်းပေးဆန်းကောမနင်တို့ဖက်နဲ့သုံးငန်းခွဲမဟုတ်ဘူးသီလားနင်တို့တဆိုင်လုံးတော့မီးရှို့ပလိုက်လို့ရတယ်လို့လူဘောင်းကစကားမပြောနဲ့ဘောင်းလာပြီးတော့နင်တို့ကသုံးငန်းခွဲဖက်နဲ့မစည်းဘူးလားတွေပါရင်ကျမလေကျမတူမအဲ့လိုပြောရတဲ့အောင်ကျမလုံးဝလက်သက်မခံကျမတောင်းချမ်းဖြစ်တာ အဲ့လိုမျိုးများလာလို့လို့ကတော့အမလေးသိချင်းစိုးနဲ့တောင်သိသွားအောင်မယ်သိလားလုံးဝလက်သက်မခံဘူးမကြောက်နဲ့ကလေးအမေမကြောက်နဲ့တနိုင်ငံလုံးရှိတယ်တနိုင်ငံလုံးရှိတယ်ဒါမျိုးလူဘောင်းရတယ်မိမဆုံးမဖမဆုံးမဇရိုက်ဆန်တဲ့ဟာမျိုးကျွန်မတို့တနိုင်ငံလုံးကလက်မခံဘူးတို့ကတို့နောက်ကွယ်ရမှာဘာအကြောင်းတရားပဲရှိရှိဒီလိုမျိုးဆုံးမရအောင်တို့ကျွေးထားတဲ့ထမင်းစားတာမဟုတ်ဘူးဟုတ်တယ်လားမိလို့ဖလို့ဇရိုက်လို့ဒီလိုမျိုးလာပြီးလောက်ပိုင်ခွင့်မရှိဘူး အောက်တန်းစားဆန်ဆန်နဲ့ဇရိုက်ဆန်ဆန်နဲ့ကြည်စံအမလီကျန်းထိုင်နှန်းကတော့ခိုင်းနေတဲ့ကြည့်ရတာရင်နာလိုက်တာဆိုတာကျမတို့တွေဒစိမ့်တရန်စားတာတွေကျမတို့ငွေထားတဲ့မိဘမဟုတ်တာတော့မှဒီလိုမျိုးဖြစ်တာခံရတဲ့ကလေးနဲ့မိဘဆိုရင်အမေလုပ်တဲ့သူလည်းမကြောက်နဲ့နော်လုံးဝကြိုက်တဲ့တောင်ရိုးကိုတက်နော်ဒီအဆင့်ကအေးမယူဘူးလားနောက်တစ်ဆင့်ကိုတက်တနိုင်ညာလုံးရှိတယ်အနောက်မှာဖေးဒါမျိုးခွေးပြုတ်လိုက်လို့ရှိရင်လေစတိုင်နေလုတ်ပြီးတော့မှအုံကြွလာမှာတိလား ဒီလိုလုံလို့မရဘူးဆိုပြီးတော့မှလေအဲ့ဒါခုနဟိုမှဟိုဆရာမမင်မင်နွေးပြောတယ်လို့မျိုးထောင်ချပြရမှာနော်ထောင်ချပြရမှာအဲ့ဒါမှကြံတဲ့ကလေးတွေမလုံရင်အောင်လို့မလို့နော်ကိုတိလည်းရောက်စော်ကားလို့မရဘူးကျွန်တော်တို့ကိုတိလည်းရောက်စော်ကားလို့မရဘူးလူဘာဝတာလေဒါနော်ကိုတိလည်းရောက်စော်ကားလို့မရဘူး ဲ့တော့အခုလက်ရှိဖြစ်တာမဟုတ်ဘူးဗီဒီယိုဖိုင်အဟောင်းလို့လည်းပြောတယ်ကျမတို့ငငယ်ငယ်တော့ဆိုယောက်ျားတွေပဲတယောက်နဲ့တယောက်နဲ့ချတာမြင်ဘူးတဲ့အဲ့လိုမျိုးလဲအဲ့လိုလည်းမချပါဘူးသိလားကျမတို့ယောက်ျားကြီးဆိုရန်ဖြစ်ကြတယ်လေသူတင်ကိုတင်ချိန်ပြီးတော့မှသူတ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 ပြန်ကိုတပြန်ချကြတာသူလဲတန်ရရကိုလဲတန်ရရပြီးနှစ်ယောက်လုံးရဲစခန်းနေယောက်ျားဒီလိုတွေဖြစ်ကြတာလေကျမတို့ငငယ်ငယ်တော့ဟုတ်တယ်လားချိန်ချတာအခုတော့ဘက်နဲ့အုပ်စုလိုက်ကြီးလာပြီးတော့မှအနိုင်ကျင့်ပြီးတော့မှဒီလိုမျိုးကြီးလောက်တာဆိုတာမလေလူဘာဝါတာလူဘာဝါတာဟဲ့တိုင်းဒီမှာတရားဥပဒေရှိနေသေးတယ်နော် ကြောက်နဲ့မကြောက်နဲ့လုံးလုံးအကြည့်တယ်နော်ဂျိုကြွတာနော်ဇောင်းထတာတိလားမယိုင်းတာနော်အမလေးစိုးတာစိုးသွန်းလိုက်တာနော်အမွဲကြည်စမ်းလူမိုက်လို့လို့လူရန်ကားလို့လို့နဲ့တို့ကအမတယောက်ကပြောလိုက်ဖြောင်းကနေချလိုက်တယောက်ကပြောလိုက်ဖြောင်းကနေချလိုက်နဲ့ကြည်စမ်းမလေးအံဩပါအရင်ဆိုင်မလေးတွေမိမဆုံးမဖမဆုံးမလေးတွေလို့ပဲပြောမှာပဲ ဒါသမီးချင်းကိုကျင်းစာအုပ်တွေပါလာမပြောနဲ့နော်ကိုကျင်းစာအုပ်အဲ့လိုမရိုင်းတဲ့ကလေးတွေကိုကျွန်တော်တို့လက်မခံဘူးစာဘူးကျွန်မနစ်နာတဲ့ကလေးဘက်ကပဲပါနိုင်မယ်မပါမပါနိုင်ဘူးပြောမှာအမေဒါသမီးချင်းကိုကျင်းစာသူများကဘယ်လိုပြောလိုက်တာလို့လာမပြောနဲ့ပြောမှာအဲ့လိုမရိုင်းတာဟာနစ်နာတဲ့ကလေးဘက်ကပဲပါမှာနှစ်ဆနှစ်ရှစ်တင်ရဒီမှာပတ်လေခွင်းလေးကဒါလေးနော်နှစ်ဆနှစ်ရှစ်ဟုတ်တယ်မလားပြေးတက်ကြီးဟုတ်လား ်ပြောင်းပရိသတ်ကြီးနော်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိလူချင်းမြင်းများလည်းအမှန်တရားကိုဖော်ထုတ်ပေးပြီးတော့မှလုပ်ပေးပါပြင်းပြထန်ထန်အရေးယူပေးပါဒါမျိုးကိုတောင်းမှန်ချေအေးလိုက်တာနဲ့ခွင့်လွှတ်ပေးဖို့ကိုလာပြီးနားမချပါနဲ့နော်အဲ့တော့သူ့ရဲ့ဟိုထိရောက်တဲ့ဥပဒေနဲ့ကာကွယ်ပေးပါနော်ထိရောက်တဲ့ဥပဒေနဲ့ကာကွယ်ပေးပါတောင်းမှန်လိုက်လို့ချေအေးလိုက်ပါကလေးဒီအနာကလာမပြောနဲ့ကျမတို့ကလေးရဲ့ဒီနစ်နာသွားတဲ့ကလေးရဲ့ စိတ်ဒဏ်ရာရောဘယ်လိုမျိုးဖြစ်မှာလဲကျူးလွန်ရတဲ့သူကတော့ဟုတ်တယ်လေပစိန်ရမေ့ပေမဲ့တစ်ပင်ကမမေ့ဘူးလေဟုတ်တယ်လားနော်ပစိန်ကမေ့ပေမဲ့တစ်ပင်ကမမေ့ဘူးလေဟုတ်တယ်မလားဆိုတဲ့ခါကျတော့ဟာလာပြီးတော့မှလေအဲကြည်အေးလိုက်ပါကလေးတွေရဲ့အနာကက်ရှိသေးလို့အာထောင်နေတန်းနေကြသွားလို့ပြင်မှုပြင်ရာတွေဖြစ်သွားရင်ဟာဒီကလေးတွေဘယ်လိုဖြစ်သွားမလဲသူများသားသမီးကြတော့သူတို့ဘာဖြစ်လို့ဗီဒီယိုရိုက်ပြီးတင်လဲဟုတ်လား သူများသားသမီးကြတော့ဗီဒီယိုရိုက်ပြီးအနိုင်ကျင့်ပြီးတင်တယ်လေအဲ့ဒါကိုနစ်နာပြီးတော့မှလာပြီးတော့မှတကယ်တကယ်ဒီမှာဥပဒေကြောင်းရလဲအေးအေးယူမယ်လဲဆိုလဲဆိုတော့အဲကလေးတွေနောင်ရင်းရှိလို့ကလေးတွေအနာကက်ရှိလို့သားသမီးချင်းကိုချင်းစာပြီးတော့မှအဲရူဘီနဂတ်စိန်နှစ်ပတ်ပတ်တာရှိလားတဲ့သားသမီးချင်းကိုချင်းစာပြီးတော့မှခွင့်လွှတ်ပေးပါချိန်အေးပေးပါအဲ့ဒီအမေလုံးဝမချိန်အေးပေးနဲ့နော်လုံးဝမချိန်အေးပေးနဲ့ ီးအေးပေးစရာအကြောင်းမရှိဘူးမိုင်းစင်းလေးဘလောက်တန်လောက်လဲစိတ်နှစ်ပတ်ကလေး ruby nugget ဒါလေးမိုင်း ruby nugget စိတ်နှစ်ပတ်ကလေးဘလောက်တန်လောက်လဲအဲ့ကလေးဒီအနာကမလို့ကြည်ရေးပေးလိုက်ပါဆိုအဲ့သူတို့ကလေးတွေကိုအဲ့လိုရရင်ရောသူတို့ကြည်ရေးနိုင်မလားနော်သူတို့ကလေးတွေကိုအဲ့လိုရရင်ရောကြည်ရေးနိုင်မလား တ်တယ်ဟုတ်တယ်ဟုတ်တယ်လွတ်ပေးလိုက်ရင်အဲ့ဒါကြောင့်မလို့နော်အဲ့ဈားတွေကနေလာပြီးညှိနှိုင်းတဲ့လာလာတွေလည်းလေအမလီကလေးတွေအနာကဲရှိလို့မလို့ချီအေးပေးလိုက်ပါချီအေးပေးလိုက်ပါဘလို့ပဲချမ်းသာဆိုသူတို့ကလေးတွေအလုံးလုံးသူတို့လို့ချီအေးမှာလားကျမဆိုမချီအေးဘူးကျမတော့မချီအေးဘူးဘယ်တောင်ရုပ်ရောက်ရောက်ကျမသွားမှာဘလောက်ကုန်ကုန်ဘယ်နာဘယ်ရင်ဆိုင်ရရင်ဆိုင်ရကျမမရအောင်ကျမသားသမီးသားဆိုရင် ဗရမျာစိန်နှစ်ဘက်ကဘလောက်ဘလောက်လဲရူဘီစိန်နှစ်ဘက်ကဘလောက်တန်လောက်လဲပြောပြီးနော်အဲ့ဒါကိုရီးယားဇလန်းနေကိုရီးယားဇလန်းနေရဲ့ចောင်းနေចမ်းဖတ်တွေအတကုံရှိရဲ့နော်ကိုရီးယားကားမာတွေကလေကိုရီးယားကားတွေမှာအတကုံနေဒီဘက်ဆိုတော့